အလုံးမဲမင်္ဂလာပါရှင်ဟောဒီပန်လေးရဲ့အရန်ကိုချစ်စရာကောင်းနေနော်ကြည့်ပါဦးဒီတနေ့အရန်ကိုဖူးနေတာပြုတ်ခဲပြီးတော့ဖူးနေတာအရန်ကိုဝန်တာပီတိပြည့်ရပါတယ်စိတ်ချမ်းသာရတယ်နော်ဒီလူလေးတွေမြင်တော့လေဒီပန်လေးကိုတချို့ကတတိဝါဒပန်လို့လဲခေါ်ကြတယ်လူ တတိကတော်ပန်းလို့လည်းတင်စားပြီးခေါ်ကြတာလည်းရှိပါတယ်เนาะနောက်ပြီးတော့ကြက်တွန်ဖြူနယ်ပန်းပင်လို့လည်းခေါ်ကြတာလည်းရှိပါတယ်နာမည်တွေကတော့များတာပေါ့เนาะဟိုဒီမှာအန်တနိုင်းရဲ့နင်းစီပင်ခြေနေလေးလည်းကြည့်ပါဦးเนาะအရန်ကိုတနာစရာကောင်းပါတယ်လို့ ကြည့်ပါဦးဒါဆိုလေလေမနေ့ကမှပွင့်တာတကယ်တမ်းတော့အခုလိုမဖြစ်သေးဘူးပေါ့နော်နေရအရန်ပူလို့အခုလိုလေးဖြစ်သွားရပါတယ်လို့ရာဒီဥတုအခြေအနေကလည်းအရန်ကိုဆိုးတယ်လေနော်ပူချင်းရုတ်တရက်ကြီးထပူမိုးရွာချွန်တော့လည်းရုတ်တရက်ကြီးရွာချအဲ့လိုဆိုတော့အပင်လေးတွေလည်းပဲခံနိုင်မလဲနော်ဟောဒီနင်းစိပင်လေးကတော့ကံကောင်းနေသူကအပေါ်မှာပိနေရွက်လေးရှိတော့လေ ပိနေရလည်းခုတ်ထားတော့တိတ်တော့မကြံတော့ဘူးပေါ့နော်။ဒါပေမဲ့လေသူအရွယ်ရှိတဲ့နေရာရဲ့အောက်မှာနေတော့အခုလိုလာနေတာပါ။ဟောဒီအကိုင်းကတော့အပြင်မှာပေါ့နော်။ရောက်နေလို့အခုလိုလေးကြုံရတာပါ။အခုကင်မရာထဲမှာမလို့နီးနေတာပါ။တကယ်တော့ဟောတတောင်ကြော်ကြော်လောက်ကိုဝေးပါတယ်လို့နော်။ဟုတ်ဒီမှာလေတွေ့တယ်မလားနေစားလို့အခုလိုဖြစ်ရတာပါကြည့်ပါဦးအရန်ကိုတနာစရာကောင်းတယ်နော် ဒီတနေ့ရာဒီဥတုကအပူအေးအေးအရန်ကိုကြံတန်းလွန်ပါတယ်ဒါကြောင့်မို့အန်တီနန်လေးစားချစ်ခင်ရတဲ့မိတ်ဆွေတွေအားလုံးလည်းကျမရေးကိုအထူးကူယူဆိုင်ကြပါလို့မှာပါရစေနော် ဟောဒီရှားဆောင်လက်ပတ်ပင်လက်လာလေးတွေကိုအန်တီနိုင်ရဲ့တမီးကြီးပပမမူးကစိုက်ထားတာပဲဖြစ်ပါတယ်။ဟောဒီရှားဆောင်လက်ပတ်ပင်ကလေခန္ဓာကိုယ်အတွဲအများကြီးအသုံးပြန်ပါတယ်။အန်တီနိုင်တို့ကတော့ဒီရှားဆောင်လက်ပတ်ကို အသားရေပေါ်မှာ လိမ့်ကြပါတယ်။ဆောင်းတွင်းဆိုလို့ရှိရင်ခြေဖနောက်ကွဲတာတို့ဘာတို့ဖြစ်လဲဒါလေးနဲ့လိမ့်လို့ရှိရင်အရန်ကိုကောင်းပါတယ်။ အန်တီနောင်တို့ရဲ့လိမ့်မှုန်လိမ့်နီးကတော့ဒီရှားဆောင်လက်ပတ်ပင်ရဲ့အောက်ဆုံးမှာရှိတဲ့အရွယ်ရင်လေးကိုအရင်ဆုံးခူးမယ်အဲ့ဒါပြီးလို့ရှိရင်ဆပ်ပြာကြီးလေးနဲ့ပေါ့နော်တန့်စင်အောင်ဆေးကြောမယ်ပြီးလို့ရှိရင်ဘေးနှစ်ဖက်ကအဆူးတွေကိုဓာတ်နဲ့လှီးထုတ်ပြစ်မယ် ပြီးတော့အလေကနေထက်ချန်ခွဲပြီးလို့ရှိရင်အရေပြားတွေပေါ်မှာလိမ့်ပေးလို့ရပါပြီနော်အရန်ကိုကောင်းပါတယ်အရေပြားလဲစူတယ်လို့အသားရေလဲနူးညံ့ပြော့ပြောင်းစေတာပေါ့နော်ကုရဲ့အသားရေကို၆တွေ့ချင်းမှထိမ့်သိမ့်ပေးတယ်အတိတ်ပဲပါပဲနော်အန်တီနောင်တို့ကတော့ညစဉ်ညတိုင်းလိမ့်ပါတယ်ကြည့်ရှုအားပေးကြသူများအားလုံးကိုကျေးဇူးထူးတင်ပါတယ်ရှင် မိသားစုမိတ်ဆွေများအားလုံးကိုကြမ်းမှာစိတ်ချမ်းသာရှိကြပါစေလို့အန်တီနန်းဆုတောင်းပေးလိုက်ပါတယ်နော်။